ကငလျင်လှုပ်ကြောင်း၈ပါးငလျင်လှုပ်ကြောင်းဘယ်နှပါး၈ပါးဘုရား gain ဘုန်းကြီးတို့ပြည်သားကြီးဘုန်းကြီးတို့ဘုဂိုးမျိုးကြီးငရင်ခလို့ရှင်မတော်ဘုရားကြီးပြောကြပြစီဒါတွေအခုဘာကြသေးတုံးတရင်ထဲမှာငရင်တွေလှုပ်နေတာမကြောက်ဘူးလားပြည်သားကြီးအာဘယ်နိုင်ငရင်လှုပ်လို့ဘလောက်သေးတယ်ဆိုတာဘုန်းကြီးတို့မြတ်စွာဘုရားကငရင်ဘာကြောင့်လှုပ်တယ်ဆိုတာကိုငရင်လှုပ်ခြင်း၈မျိုး ်ငရင်လှုပ်ခြင်းအကြောင်းဘယ်နှမျိုးကဲဆိုလိုက်သာမဓာတ်ချောက်ချာအင်းတကုရှင်တို့ဘိညာဉ်စွမ်းအားဇံကစားနေမြတ်ဖျားစိန်ဒီပရမေတို့တန်ဒီယူကာဖွာရတလစ်ဖျားဖြစ်တီမိတ်လက်ဓမ္မစစ် တစ်ချက်အာယုစွန့်လွတ်မှုကအနုပါတိနိဗ္ဗာန်မိရှစ်လီမြေလုံးကြောင်ဓာတ်၆ခြားအင်းတကုရှင်တို့တကုရှင်တို့ဘိညာဉ်စွမ်းအားဘိညာဉ်စွမ်းအားစံကစားနှင့်မြတ်ဖျားစိန်နေ ပရမေတုတန်တေယူကခွာရတလက်ဖရာဖြစ်တီမိတ်လက်ဓမ္မစေတချက်အာယုစွန့်လို့မူကအနုပါတိနိဗ္ဗာန်မီရှစ်လီမြေလောက်ကြ အဲ့ဒီမှာအာနန္ဒာမေးလို့မြတ်စွာဘုရားရှင်ကိုရောမြတ်တိဘုန်းကြီးတို့ပြေးတိုင်မြေလုတ်ချင်းရဲ့အကြောင်းတရား၈ပါးတဲ့နံပါတ်၁ဓာတ်၆ချားလို့လှုပ်တယ်တဲ့ဘာ၆ချားလို့လှုပ်ကဲအဲ့ဒီတော့ဓာတ်၆ချားပုံကိုဘုန်းကြီးတို့ပြောမယ်ပြေးတိုင်ဒီဘုန်းကြီးတို့နေနေတဲ့လူသားတွေနေတဲ့ပကတိမြေသားဟာယူဇနာပေါင်း၃၃၀၀ရှိတယ်တဲ့ဘယ်လောက်ရှိလဲ၃၃၀၀ အဲ့ဒီဘုန်းကြီးတို့နေတဲ့မြေကြီးရဲ့အောက်မှာကြောက်မြေဘုန်းကြီးတို့ရိုးရိုးနေတာပဂတိမြေပေါ်မှာပဂတိမြေရဲ့အောက်မှာကြောက်မြေရှိတယ်ဘယ်လောက်ရှိလဲပြေးသားအဲ့ဒီကြောက်မြေဟာလဲတသိန်းနဲ့2000ရှိတယ်ဘယ်လောက်ရှိတယ်လဲပေါင်းရင်2သိန်းနဲ့4000ရှိတယ်ဘယ်လောက်ရှိလဲအဲ့ဒါမြေထုအဲ့ဒါဘာတို့လဲပြေးသားအပေါ်ကမြေအောက်ကကြောက်မြေဟုတ်လားပြေးသား ဘုန်းကြီးတို့အဲ့ဒီနှစ်ခုရဲ့အောက်မှာဘာရှိဒုံးလို့ဆိုလို့ရှိရင်ရေဓုရှိတယ်ဘလောက်ရှိလဲရေဓုအဲ့ဒီရေဓုကဘလောက်ရှိတုံးဆိုရင်ယူသနာပေါင်း၄သိန်းနဲ့၈000ရှိတယ်တဲ့ဘလောက်ရှိတယ်တဲ့အဲ့ဒီ၄သိန်း၈000ရေဓုရဲ့အောက်မှာဘာရှိတုံးဆိုလေဓုရှိတယ်ဘာဓုရှိလဲအဲ့ဒီလေဓုဟာ၉သိန်းနဲ့၆000ရှိတယ်တဲ့ဘလောက်ရှိတယ်တဲ့ အေးကိုသိန်းနဲ့6000ရှိတယ်ဆိုတော့ဘိန်းတို့ပြေးတာအောက်ကနေပြန်ပြောအောက်ဆုံးမှာ၄ဓုရှိတယ်အောက်ဆုံးပါဓုရှိ၄ဓုအပေါ်ကရေဓု၄ဓုအပေါ်ကရေဓုအပေါ်ကကြောက်ဓုဟုတ်တယ်မဟုတ်လားကြောက်ဓုအပေါ်ကမြေဓုဘယ်နဲ့ဆင့်နေတာအဲ့ဒီလို၄ဆင့်နေတယ်အဲ့တော့ဘသူကစဖောက်ပြန်တော့ဆိုတော့၄ဖောက်ပြန်တာဘာဖောက်ပြန်တာလဲ အဲ့ဒီလေဓုမှာလေတွေပြင်းပြင်း တိုက်လာလို့ရှိရင် လေတိုက်ရင်ရေလှုပ်တယ်လေဓုလှုပ်ရင်ရေဓုလှုပ်တယ်လေဓုလှုပ်ရင်ရေဓုလှုပ်တော့အဲ့ဒီရေပေါ်မှာနေတဲ့ကြောက်ထုမလှုပ်ဘူးလားအဲအဲ့ဒီကြောက်ထုလှုပ်တော့မြေဓုမလှုပ်ဘူးလားဟာဘုန်းကြီးတို့ဗာကြသေးတယ်လို့ပြီးခဲ့တဲ့နှစ်ကတော့ကရေလိုက်နေရေလိုက်နေတခါလဲဟုံ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 နဲ့တွေ့လိုက်တယ်မလားမရေသားရေဟာတခါလဲငရင်လှုပ်တာဘဲနဲ့ပင်လေတဲ့လှုပ်တယ်တဲ့ ဘုန်းကြီးတို့စာပေမြမြတ်စွာဘုရားကဟောပြီးသားပရိသတ်ရဲ့အောက်မှာရေထုနော်ဘာတို့လဲပရိသတ်အေးအဲ့ဒီမှာအဲ့ဒီရေထုအောက်မှာလေထုအဲ့ဒီလေထုမငြိမ်မသက်ဖြစ်တာကိုဓာတ်ဖောက်ပြန်တယ်တဲ့ဘာဖောက်ပြန်တယ်တဲ့လေဓာတ်ဖောက်ပြန်လို့ဘာဓာတ်ဖောက်ပြန်လို့လဲအေးဒါကြောင့်မလို့ချက်သန်းအနန္ဒာတဲ့အဲ့ဒါကြောင့်မလို့လည်းပဲငြိမ်လှုပ်တတ်တယ်တဲ့ဘာလှုပ်တတ်တယ်တဲ့လဲ ကဲဒါမေးလို့ရှိရင်ဘုန်းကြီးတို့ပြေးတာရှင်းပြီယခုလှုပ်နေတဲ့ငရင်တရားဘာကြောင့်လို့ဆိုလေထုကြောင့်ဘာကြောင့်လဲမရေးတာလေဖောက်ပြန်လို့ဘာဖောက်ပြန်လို့လဲအဲ့ဒါကြောင့်မလို့ငရင်လှုပ်တာတဲ့နောက်တစ်ခုဘုန်းကြီးတို့ပြေးတာတကိုးရှင်နေတဲ့ဘာတဲ့လဲအေးတကိုးရှင်တွေကအာပေါ်ကတိနာဇံကို ဝင်စားပြီးတော့မြေကိုလှုပ်စေခြင်းနဲ့အခါများမှာလည်းပဲမြေလှုပ်တတ်တယ်တကိုးရှင်တွေလှုပ်လို့လည်းပဲ ညေလှုပ်တတ်တယ်တဲ့နှစ်ချက်ရှိသွားပြီဘယ်နှချက်ရှိသွားပြီလဲနောက်တကနံပါတ်3ဘုရားအလောင်းတော်ပရိသန်နေတည်တဲ့အခါမှာညေလှုပ်တယ်ဒါကတော့ရှင်းတယ်နော်ပရိသတ်နောက်တကဘုရားအလောင်းတော်ဖွားမြင်တော်မူတဲ့အခါမှာညေလှုပ်တယ်နောက်တကနံပါတ်5ဘုရားဖြစ်တော်မူတဲ့အခါမှာ Wari manai madesa liwa dilo ta benyu da chunya no ji go ya lo. Payam je do mu re kama mi lo de re nama chao. Dame se ja de ya ho re kama mi lo de. Dame se ja de ya ho re kama lo de. Nau de ga nama ko ayu ten khara lo de kama mi lo de. Ayu ten khara lo de kama. Nama shi pre ne van sa wen do re kama mi lo de. အဲ့တော့ဘုန်းကြီးတို့မြေသားစဉ်းစားကြည့်တာဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ဘဝဟာမြေလှုပ်တဲ့အချိန်ဘယ်နဲ့ချိန်လို့ဆိုရင်ပြန်ပြောမယ်ပရိသန်နေတဲ့အခါမှာမလှုပ်ဘူးလားပါမြင့်တော်မူတဲ့အခါမှာဘုရားဖြစ်တော်မူတဲ့အခါဓမ္မစကြာဟောတဲ့အခါမှာလှုပ်တဲ့အာယုသင်္ခါရလှုပ်တဲ့အခါမှာမြေလှုပ်တဲ့ပရိနိဗ္ဗာန်ဆန်တဲ့အခါမှာမြေလှုပ်တယ်တဲ့6ချိန်တိတိမြေလှုပ်တာဘယ်နဲ့ချိန်လှုပ်လဲဘုရားလက်ထက်ကမြေလှုပ်တာ6ချိန်တောင်ဘုရားတည်းဟုတ်လားမကြောက်ပါဘူး ကြောက်သလားအဲတို့ရှိမှာမြားငရင်လှုပ်လို့မြေလှုပ်လို့ရှင်ဟာဆင်းပြေးလဲတာမပြောနဲ့တော့တာဟာလေဘာဖြစ်လို့တုံးဆိုတော့ဓာတ်ကဓာတ်ဖောက်ပြန်လို့လှုပ်တာဘာဖြစ်လို့လှုပ်တာလဲဓာတ်ဖောက်ပြန်လို့လှုပ်ရင်အန္တရာယ်ရှိတယ်ရှိသလားမရှိဘူးလားဓာတ်ရဲ့သဘောဟာဖောက်ပြန်နေဓာတ်ဖောက်ပြန်ရင်အန္တရာယ်ရှိတယ်ဟိုမြတ်စွာဘုရားပရိသတ်နေတည်တဲ့အခါမျိုးလို့ဘွားမြင်တဲ့အခါမျိုးလို့ဓမ္မဆက်ကြတရားဟောတဲ့အခါမျိုး ဘယ်သူမှဘာတိုက်မှမပြောဘူးဘယ်သူမှမသိဘူးဟုတ်လားဘုရားသခင်သိယုံလှုပ်ပြတာဘုရားပရိနိဗ္ဗာန်စံပြီသိယုံလှုပ်တာယခုလှုပ်တဲ့ငရင်ကတော့ဘုန်းကြီးတို့ဘုရားသခင်သိလိုက်ကြတာတက်ခါတဲ့လူကိုတောက်တောက်ကိုလဲရောကဲရှိသေးတော့အဲ့တော့ဒီနေရာမှာမြေလှုပ်ချောင်း၈ပါးမြေလှုပ်ချောင်းဘယ်နှပါးမြေလှုပ်ချောင်း၈ပါးဟောတော့အာနန္ဒာကသိသွားပြီဩဧကန္နာတော်များစွာဖြင့်အာယုသင်္ခါရလွတ်လိုက်ပြီ ပရိနိဗ္ဗာန်စံတော့မှာပဲလို့ဆိုတိလဲတိရောဘိန်းတို့ပြေးတိုင်းအဲ့ဒီမှာအာနန္ဒာကမြတ်စွာဘုရားကို တောင်းပန်မယ်လို့လှုပ်ရောသူကပရိနိဗ္ဗာန်မစံမနဲ့ပေါ်နေပါအောင်ပေါ့သူကတောင်းပန်မလို့လှုပ်ရောလှုပ်လဲလို့ကဘုရားရှင်ကိုတော်မြတ်ကဘိန်းတို့ပြေးတိုင်းအဲ့ဒီမှာအာနန္ဒာတောင်းပန်တာဇကအဆက်မခံမဲနဲ့ ဘုရားဘာတရားတွေဆက်ဟောတော့ဆိုတော့ပရိသတ်၈ပါးအဘိယတနာအဘိဘာယတနာတရား၈ပါးဝိမောကတရား၈ပါးအဲ့ဒါတွေဘုရားအဲ့ဒီမှာအနန္တကိုတရားတွေကြီးပိတ်ခေါ်တာတရားတွေကြီးပိတ်ဟောပြီးတော့မှအဲ့ဒီမှာမာနပရိနိဗ္ဗာန်စံဖို့လို့လာလျှောက်တဲ့အကြောင်းတွေကိုပါမြတ်စွာဘုရားရှင်ကိုရုံးမြတ်ကပြောတာမင်းဟိုသစ်ပင်အောက်သွားနေတော့အနန္တတဲ့ငါဘုရားတံကိုမာနလာပြီးတော့ပရိနိဗ္ဗာန်စံဖို့လို့လာလျှောက်တယ် အေးအဲ့ဒီတော့အာနန္ဒာကအာယုကပတ်လုံးတည်နေဖို့လို့ရှင်